energy mm -hmm. ့ဒီနေ့မှာတော့ကျွန်တော်ဟာလူတရားဟာပတ်စံလေးအနေငယ်ရဖို့အတွက်အကျိုးမပေးတဲ့နေရာတစ်ခုမှာတညတာရေးရဲတတဲအလဲဝင်နေတဲ့အခါမှာဘလိုမျိုးတဲ့နဲ့ရင်းရလူနေပါစမ်းမဲ့ဖွယ်ရတွေ့ကြုံနေရင်ဆိုင်ရလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တစ်ခါတလေပတ်စံဆိုတာဘဝအတွက်အရေးကြီးပေမဲ့လည်းတန်ဖိုးကြီးရဲ့အရာတွေကိုတော့ပတ်စံနဲ့မလဲသင့်ပါဘူးဗျာ။ဒါကြောင့်ဒီဇန်လန်ကိုနားထောင်ပြီးရင်တော့ပိတ်သက်ကြီးတို့စဉ်းစားစီချင်တာတော့ခုရှိပါတယ်ဗျ။ဘာလဲဆိုတော့မတိနားမလဲရင်းနဲ့တတိပေးခြင်းဒါမှမဟုတ်ပတ်စံအတွက်အန န်နီယံမြင့်ွယ်ပြုခြင်းဆိုတဲ့အဲ့ဒီခြင်းနဲ့ခြင်းဟာကျွန်တော်ရဲ့ဘောဘလို့ဆိုးကြိုးတွေတဲဆောင်လာနိုင်လဲဆိုတာဟုတ်ပါပဲကျွန်တော်ဘာလို့မားခဲလို့အဲ့ဒီအန်နီယံလေးကိုကြားရောက်ခဲ့ရလဲဆိုတာတွေးကြည့်ပေးကြပါဦးခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဇက်လမ်းကိုစမ်းပါစာကိကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုပေးကြပါဦးခင်ဗျာ ဒီနေ့ပြောပြမယ်ဖြစ်ရကတော်တော်ကြာခဲ့ပါပြီဗျပြောရမယ်ဆိုရင်ကျွန်တော်တက္ကသိုလ်အကြောင်းသားဘဝကလေးကကျွန်တော်ဟာဓာတ်ဆီဆိုင်ဝေါ်တာလောက်ခဲ့ဘူးတယ်ဗျအာလန်ရဲ့အိတ်ပြဲရောက်တော့ကျွန်တော်တငယ်ချင်းမောင်စိုးကမြို့ဝင်လမ်းမကြီးပေါ်ဟာဓာတ်ဆီဆိုင်တဆိုင်မှာဘလောလုံးနေပါလေသူရဲ့ချစ်သူနဲ့ချိန်ထားတာရှိလို့ကျွန်တော်ညပစ်တညဝင်လုံနေဖို့ပတ်စံလေးတောင်ပေးမယ်ဆိုပြီးတော့ကျွန်တော်တညတော့ငားခဲ့ပါလေအိမ်မှာလည်းလုံမရှိရနဲ့ပဲဘာမှမစဉ်းစားတော့ပဲကျွန်တော်ချစ်ချင်းပဲလက်ခတ်လိုက်ပါလေဒီလောက်လွယ်တာမျိုးမှမလုပ်ဘဲတငယ်ချင်းပြရနေနောက်မှပြစ်မှာစိုးတယ်ဗျအိမ် ညမှာပဲကျွန်တော်ဟာမောင်စုရဲ့လုပ်ငန်းချိန်တိုင်းည7:00နာရီမိနစ်6:00ဒီအဲ့ဒီဒက်စီဆန်ကိုဖြောက်သွားခဲ့ပါတယ်။အဲ့ဒီလမ်းမကြီးဟာ3မိုင်လောက်ရှိနေရပြီးတော့ဘေးနှစ်ဖက်လုံးမှာလည်းချုံနယ်ပိတ်ပေါင်းတွေတပ်ပင်ကြီးတွေနဲ့ရှုပ်ပွားနေတယ်ဗျ။လူနေအိမ်တွေဆိုတာလည်းခက်လန်းလန်းမှာမှာတအိမ်စားနဲ့အိမ်စားပဲရှိတယ်ဗျ။အဲ့ဒီလမ်းဟာညဖေးရောက်ပြီဆိုရင်လမ်းမီးရောင်ဝါသာအာကိုရပြီးတော့တိတ်ဆိတ်ခြင်းနဲ့အေးဆင့်ခြင်းကလည်းလွမ်းမိုးနေတတ်ပါလေ။အတန်ဆုံးလို့တည့်ရွက်ခြင်းတတ်ခဲ့တဲ့လေတန်းဒါမှမဟုတ်ဝေးကွာတဲ့နေရာကြီးခွေးဟောက်တန်းတော့ ကြားရပါတယ်ဗျ။ဆိုင်မှာတော့ပုံမှန်ဝန်ထမ်းတယောက်တော့ရှိပါတယ်။သူ့နာမည်ကကိုထူးတဲ့။သူကလည်းကျွန်တော်အစားထိုးလုံးမယ်ဆိုတာကိုကြိုသိမိသားပါ။သူကဒီလောက်ကိုသိကြုံရှိပြီးသားမို့ဘာမှအထူးသဖြင့်သင်မင်းစရာမလိုပါဘူး။ကျွန်တော်တို့နေရာမှာចောင်းသားဘဝအကြောင်းရောက်ဘူးခဲနေရာတွေအကြောင်းစကားစမြည်တွေပြောရင်ကားတွေဝင်လာရင်တက်စီတွေဖြစ်ပေးနေကြပါတယ်ဗျ။မြို့ထဲကအရက်တောက်ပြီးရန်ကားတဲ့လမ်းကြောင်းကိုရှောင်ကြဉ်တဲ့သူတွေကတော့ဒီလမ်းကနေပြီးတော့အမြန်ဆုံးဖြတ်ပင်ကြတာများလို့ဆိုင်မှာဆီလာထည့်တဲ့သူတွေအများကြီးပါပဲ။ညတကောင်းရန်စစ်နေနေရောက်တဲ့အချိန်မှာ တော့ကိုထူဟာသူ့ရဲ့အလုပ်သိမ်းပါပြီသူမပြန်ခဲ့ကျွန်တော်မလွန်လားအပ်တဲ့စကားတော့ဖြည်းဖြည်းချင်းပြောပါတယ်သူ့ရဲ့မျက်နှာမှာဟာတလားတကယ်လားဆိုတာခွဲခြားရခဲ့တဲ့အမှုရာတစ်ခုနဲ့ပါဟဲ့ကောင်အောက်ခံမင်းတယောက်တည်းနေရဲ့လားဟာမင်းရင်တော့ငါ့ကိုပတ်စံထပ်ပြီးတော့ဟောထားလို့ရတယ်နော်ဘာလဲကိုထူရာဒီလောက်ကြီးတော့ငါမကြောက်ပါဘူးပြောစမ်းပါအောင်ဘာထူးချလို့လဲပြောညင်ပါဘူးဒါပေမဲ့ကွာဒီဆိုင်မှာလीတခါတလေတည်ရဲကောင်တွေလာတတ်ကြတယ်လို့ပြောကြရပဲမင်းတကယ်ချင်းမောင်စိုးရောမင်းကိုပြောပြလိုက်ဘူးလား ကဲထားပါတော့လေဒါပေမဲ့တကယ်လို့လက်စစ်ဘူးလေးကန်ပြီးလာတဲ့အဖိုးကြီးတရားရောက်လာရင်လေဘလို့မှမဖြစ်ပေးနိုင်နဲ့နော်ငါပြောတာကိုသေချာနားတော့နော်လုံးဝမဖြစ်ပေးနဲ့ဗျာဘာလို့လဲကုထူ तू ကဘာလဲတကယ်လားဘာဖြစ်လို့မဖြစ်ပေးရလဲဟုတ်ပါတယ်အဲ့ဒါပဲကွာဒါမဲ့ကွာမင်းသူ့ကိုမြင်လေမမြင်တယ်လို့ပဲနေလိုက်မြင်တယ်လို့သွားမပြနဲ့အဲ့လိုမှ तू ကသူ့ထွက်သွားလိမ့်မယ်ဒါပဲမှထားနော်ငါသွားပြီမနေ့ကမှတွေ့မယ်အဲ့လိုကြိုးစားနော်ကုထူကတိတ်ပြီးတော့ရှင်းပြပေးနဲ့အမြန်စစ်ပြီးုံနင်းပြီးတော့လမ်းမကြီးပေါ်ထွက်ခွာသွားပါလို့ ကျွန်တော်လည်းစိတ်ထဲမှာနည်းနည်းတစ်ခနဲဖြစ်ပြီးတော့ကြံရင်ခဲ့ပါတယ်ဗျ။ကိုထူမရှိတဲ့အခါမှာပတ်ဝန်းကျင်တစ်ခုလောက်ကရုတ်တရက်အေးဆက်ပြီးတော့လင်းလံသွားသလိုပါပဲ။လမ်းမရောက်ရလဲလို့အမောင်တို့ကြီးကဖြစ်စီထားပါတယ်။ကျွန်တော်ဟာဓာတ်စီပတ်တွေဘေးကခုံစုပ်လေးမှာထိုင်ချပြီးတော့တချင်နာထောင်ရင်းနဲ့အတွင်းနဲ့ချင်းနေလိုက်ပါတယ်။ဒီလောက်သိသိတဲ့နေရာမျိုးမှာဘာမှမဖြစ်ပါစေနဲ့လို့စိတ်ထဲကနေတလို့တော့ဆုတောင်းနေမိပါတယ်ဗျ။ရုတ်တရက်လမ်းမဘေးကချုံနေရကြာနေလူတရဖနှက်ဆောင်နေတဲ့ဆိုင်ထဲကိုဝင်လာတယ်လို့ခံစားလိုက်ရပါတယ်။ ကြော်ကြည့်လိုက်တော့အသက်90နှစ်ပါရှိတဲ့ဘိုးကြီးတယောက်ပါသူကတန်ဖြူဓာတ်ဆီကန်သွင်းလေးတစ်ခုကိုလက်ကနေကင်ထားပါတယ်သူ့ဝါစာကလည်းစကော့တိုင်လက်ဆီအရှိအဟောင်းဘောင်းမရှိနဲ့စုပ်စည်းတွေပေးချန်နေတဲ့ဒုက္ခနဲ့ကြီးတွေစီးထားပါတယ်ဗျသူ့ရဲ့မျက်နှာမှာခံစားခြင်းမရှိတလို့ဘာမှမပြောဘဲကျတော့စိုက်ကြည့်နေတယ်လေသူ့ရဲ့မျက်နှာကညို့မိုင်းနေတယ်လို့ပါပဲကျော်လဲကိုထူးရဲ့စကားကိုတတိယပြီးတော့နှလုံးကုန်လုံးလေးမြန်လာပါအဲ့လူကလူအဆက်လားတရေလားဆိုတော့ခွဲခြားလို့မရခဲ့ပါဘူးအဲ့မျက်နှာကအသက်မရှိတော့သူ ါပဲအဲဒီအချိန်မှာကျွန်တော်ဟာပါဇက်ကဘာစကားမှထွက်မလာဘဲနဲ့ကျွန်တော်ရဲ့နှကန်ဟာလုံမိသွားပါတယ်ဒီမှာဘာများလို့အလုပ်ပါတယ်လဲဦးလေအဲ့ဒီဘုန်းကြီးကဘာမှမတုတ်ပြင်ပါဘူးလက်ထဲကကံကလေးကိုပဲမြောက်ပြပါတယ်ကျွန်တော်မတက်ရက်နေနဲ့ဘလို့တုတ်ပြင်ရမှာ သိတော့တဲ့အခြေအနေမှာရောင်းနေခဲ့ရပါတယ်ကျွန်တော်ဟာကန်ကောင်းတာလားကန်ဆိုးတာလားတော့မသိပါဘူးအဲ့လိုတတောင်အောင်ကြီးရက်နေတဲ့အချိန်မှာရုတ်တရက်ကားဟောင်းတစ်စီးကစိုက်တဲ့ကိုဘလေးဥတန်ရှိရင်းနဲ့ဝင်လာပါတယ်ကျွန်တော်ဟာကားစီကိုလက်ကြည့်ပြီးတော့မှကားသမားကိုစကားပြောဖို့ပြန်လဲလိုက်တဲ့အခါမှာအဲ့ဒီဘုန်းကြီးကပျောက်ကွယ်သွားပါတယ်ဟင်ညံလိုက်တာကျွန်တော်ဟာတူတူလေးရေရောလိုက်မိပါတယ်ကျွန်တော်နားလေသွားပါပြီကိုတူပြောတာဟာဟာသာမဟုတ်ပါဒါဟာတကယ်ဖြစ်ရမှာပါပဲကားကိုစီဖြည့်ပြီးတဲ့အခါမှာကျွန်တော်ဟာခုံမောပြန်ထန်လိုက်ပါတယ် ကျင်းနာထောင်တာလည်းရက်လိုက်ပါတယ်ကျွန်တော်ရဲ့နားထဲမှာတော့ကျွန်တော်ရဲ့နှလုံးခုန်တံကိုပဲစစ်တပ်ကြည့်သူလို့အ တိုင်တာကြားနေခဲ့ရပါတယ်။လည်းနေလောက်မှာတော့ကာသစီထက်မှန်ဝင်လာပါတယ်။ယောက်ျားလေးနဲ့မိန်းကလေးစုံနေတူတွဲပါပဲ။သူတို့နေရာစလုံးကမျက်နှာပြင်းနေပြီးထိမ့်နဲ့တလူနေမှုရပါတယ်။ညီလေးမင်းတယောက်တည်းလား။ညီလေးရင်ဘာလို့ဒီလမ်းမှာအရင်ကကြောက်စရာကောင်းတဲ့ကိုကိုကြုံတွေ့ရတယ်။စိတ်တွေမကောင်းဖြစ်နေကြကွာ။ဒီလမ်းမှာဘာဖြစ်ဘူးလဲ။ဘာဖြစ်ရှိတတ်လဲ။ဘာဖြစ်လို့လဲဟင်ကိုပြောပြပါဦး။ဘာတွေတွေ့ခဲ့ရလို့လဲ။ပြောမှာတော့ကြောက်စရာကြီးကွယ်။ငါတို့ကမြို့ထဲကနေမိန်းကလေးရဲ့အဖွားကြီးကိုသွားဖို့ဒီဖက်လမ်းကိုရင်းမိတာ။လမ်းမှာဒန်းစီကံတွေကိုခြိုက်ထားတဲ့လက်သမားပုံစံတို့တယောက်လမ်းမင်းမှာတွေ့ခဲ့တယ်။ သူဟာလက်ဝေရံပြီးတော့ကားကိုခေါင်းနေတာညီမမယမ်းဖို့တားပေးမယ်လေညီမရည်သားလေတနာလုံးဆိုပြီးတော့ရက်ပေးလိုက်တယ်ဟုတ်တယ်ငါပရင်းမောက်ချပြီးတော့လေဘယ်သားမလဲမီးတော့မှငါတို့လက်ဖက်သွားကြတာတဲ့လို့လူတော့မနေပြလာရတာကွာ ဘာဖြစ်လို့လဲဗျာအဲ့လူကြီးကဘာလုပ်လိုက်တာလဲအဲ့လူရဲ့မျက်နှာကိုလေကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာလေသူကြီးနဲ့ဘရဘဖြစ်နေတာပုံဆိုးတာသူ့ရဲ့မျက်လုံးနှလုံးရိုက်ခွက်ကြီးဖြစ်နေပြီးတော့လက်တီးဆုပ်စာလောက်ကြီးမားနေတာပြီးတော့သူကအစ်စစ်စစ်တန်နဲ့ပြောလိုက်တာငါတေးနေပြီဆိုတော့မင်းတို့မသိဘူးလားအဲ့လူပြောလိုက်တယ်အဲ့ဒီတော့မှငါလည်းချစ်ချင်းကောက်ကိုအရှင်ကိုနင်းတော့ဖြစ်ပြလာတာအဲ့ချိန်မှာပဲဒီဆန်ကိုတွေ့လို့တော့တော်သေးတာပေါ့ကွာ သူတို့ပြောပြတာကိုနားထောင်ရင်ကျွန်တော်ခုလေးတွေ့ခဲ့ရတဲ့ဘုန်းကြီးရဲ့တပုံစံနဲ့ဖြစ်နေမှချက်ချင်းတိလိုက်ပါပြီ။ဒါပေမဲ့သူတို့ပုံပြီးမချက်ကောင်းမှပြောပြတော့ပါ။အော်ဒီလန်ကညဖေးဆိုရင်တော့လူရှင်းတော့ပုံမှန်ပါပဲဗျ။ကျော်လေးဘာမှအထူးစံမသိပါဘူး။စိတ်အေးထားပြီးတော့ပြန်ပါနော်။အေးဆိုရင်အားကျေးဇူးတင်စကားကိုပြောဆိုပြီးတော့နှုတ်ဆက်ထွက်ခွာသွားကြပါလိမ့်။သူတို့သွားပြီးရင်နောက်မှာစိန်ကူလဟာတုတ်တန်လုံးမျိုးတိတ်ဆိတ်သွားပြန်ပါလိမ့်။အာယုထဲမှာတော့ငါအတင်းနေပြီဆိုတာမင်းတို့မသိဘူးလားဆိုတဲ့အတန်းကြီးတဝဲလေလေဖြစ်နေခဲ့ပါလား။ ပေါ့ချင်တဲ့စိတ်ပေါ်လာလို့လမ်းမရအိတ်သားခံနဲ့ဝင်သွားလိုက်ပါတယ်အိတ်သားကညီပြန်ထွက်လာတဲ့အခါမှာကျွန်တော်ရဲ့ခြေဖြားလက်ကိုအေးခဲသွားပါတယ်ဟင်ဖွေအေးသွေးပြင်းရဲ့မျက်နှာနဲ့ဘိုးကြီးကလက်ထဲကဓာတ်ဆိတ်ကန်သွင်းလေးကိုကိုင်ပြီးတော့ဓာတ်ဆိတ်ပန်းပေးမှငုံငွေရက်နေခဲ့ပါတယ်တကယ်ကရှာနေတဲ့ပုံစံမျိုးပါပဲ က်ပြောဖြည်းဖြည်းချင်းလဲလာတော့မယ့်အချိန်မှာကျွန်တော်ဟာချစ်ချင်းဆိုလိုမယ့်အသိစိတ်ပြန်ဝင်လာပြီးအီတာခန်းထဲကိုပြန်ဝင်ပုံလိုက်ပါတယ်ကျောင်းရည်လောက်ကတော့ဗုဒ္ဓတုသူကဘုရင်နေခဲ့ပါလားကိုထူးပြောသလိုမမြင်သလိုနေလိုက်ဆိုတဲ့စကားကိုကျွန်တော်ဘယ်လိုလက်တွေ့ဘယ်လိုလုပ်ရမလဲဆိုတော့မသိတော့ပါဘူးကျော်ဟာအိတ်သားထဲမှာ9မိနစ်လောက်ပုံနေပြီးတဲ့အချိန်မှာအပြင်ကိုထွက်ကြည့်ဖို့ငကအနေငယ်ကားလိုက်ပါတ ုံလို့ဆရာကောင်းတာအေးဒီဘိုးကြီးကအဲ့ဒီနေရာမှာပဲရှိနေတော့မှာပဲဒါပေမဲ့ဒီတစ်ခါမှာတော့သူ့ရဲ့ခေါင်းက180ဒီဂရီနောက်ပြန်လှည့်ပြီးဒက်စီဆိုင်ဝေါ်တန်ကိုရှာနေတဲ့ပုံမှာပဲသူ့ရဲ့ခေါင်းကနောက်ပြန်လှည့်နေပြီးမဲ့ခန္ဓာကိုယ်ကလုံးဝမရွေ့ပါဘူးကိုရငောက်တည်နေလားတော့ထပ်ပုံလိုက်ပါဒီပုံစံနဲ့ဆိုရင်တော့မိုးလင်းတဲ့အထိဒီထဲမှာပဲနေရတော့မယ်လို့တွေးလိုက်မိပါတယ်ခဏကြာမှပဲလေးလံပြီးရှော့တွေပေးချင်နေတဲ့ပုပ်နဲ့တန်ကျွန်တော်ရဲ့အိတ်တာတကားပြုတ်ဖြီးဖြီးနီးကပ်လာပါ တန်တွေကလည်းပို့ပို့ပြီးတော့နီးလာပြီးတော့နောက်ဆုံးမှာတော့တကားရှိမှရက်သွားခဲ့ပါတယ်။တကားအောက်ကနေတဆဲအဲ့ဒီဖိုးကြီးရဲ့ဘောဖနက်တွေမြင်နေရပါတယ်ဒီခါမှာတော့အဲ့ဒီဖနက်တွေဟာတွေးနေရဲရဲတွေနဲ့ညစ်ပတ်နေပါတယ်ဆိုတော့ဟာလုံမရဲရှူမရဲနဲ့ထွေးတွေအိုင်းပြီးထုတ်ထမ်းနေပါတယ်။လေပြင်းထဲမှာဘာမှမရှိတော့ဘူးလို့ခြောက်တွေ့နေပါတယ်။ရုတ်တရက်ဆိုသူလုံးတကားကိုလက်တီဆုပ်ကြီးနဲ့၃ချစ်အားနဲ့ထွန်းနေလိုက်ပါ တန်ဟာကျေလောင်လို့လို့ကျွန်တော်ရဲ့နားထဲမှာပဲ့တင်ထက်သွားပါတယ်ပြီးတော့ဘုဖနက်တန်တွေကလည်းတပြည့်ပြည့်ချင်းဝေးကွာသွားပါတယ်ကျွန်တော်စိတ်နေငယ်တက်တန်ရပြီလားဆိုတော့မဟုတ်ပြီပါဘူးတိတ်ဆိတ်သွားပြီးခဏကြာမှာပဲကျွန်တော်ဟာအေတာရဲ့နန်ရံဘဝကနေခြေတန်လေးတွေကိုကြားလိုက်ရပါတယ်ခြေတန်လို့တော့မပြောပါဘူးနန်ရံကိုတွေ့တက်လာတဲ့အသက်ကျွန်တော်အေတာမူးဝေါ်ကြည့်လိုက်တော့ညွန်နွမ်းနစ်မောင်ရဲ့လက်တွေပါတယ်လက်နှစ်ဘက်ကနန်ရံအဆုံးကိုကုတ်တွေထားတာကိုတွေ့လိုက်ရပါတယ်ပြီးတော့အဲ့ဒီဖိုးကြီးရဲ့သွေးပိနေတယ်တော့ပြန်လဲရတယ် ီးဟာဖီဖီချင်းပေါ်လာပါတော့တယ်သူ့ရဲ့နေလုံကြီးတွေဟာရိုက်ခွေကြီးတွေလိုပါပဲကျွန်တော်ဟာအဲ့ဒီချိန်မှာယူတော့မတက်အော်ဟစ်လိုက်ပါလားကျွန်တော်လှက်ပြီးတော့အသေးစိတ်ရှိရှိနဲ့တကောင်းချီချင်းဝန်နဲ့ကန်ထုတ်လိုက်ပါတယ်ချစ်တုံချင်းလောက်ကန်လိုက်တဲ့အခါမှာတက်တာတကောင်းဟောင်းကကျိုးပြက်ပြီးလက်ဆင်သားပါတယ်တော့ ဖဲ့ပြီးတော့အိတ်သားကနေအများဆုံးထွက်ပြေးလိုက်ပါအပေမဲ့ခြေထောက်ချောပြီးတော့အိတ်သားရှေ့ရကျမ်းမြေပေါ်မှာဒုက္ခနဲ့လဲကျသွားပါတော့တယ်တော်လဲကျနေတဲ့အချိန်မှာကိုနေဝင်းဆိုတဲ့ကာသမတယောက်ကလက်စီဖြစ်ဖို့ဆိုင်ထဲကိုဝင်လာပြီးတော့ကျွန်တော်တွေ့သွားပါတယ်ဟာညီလေးမဖြစ်တာလေလာလာလာထားထားထားထိခိုက်မိသွားသေးလားကိုနေဝင်းဟာကျွန်တော်ကိုကူထူပေးပြီးတော့ အင်္ဂလိုပေါ်မှာထိုက်ခိုင်းလိုက်ပါတယ်ကျွန်တော်ကဘာမှမဖြစ်ပါဘူးအဲ့လိုပြောလိုက်ပေမဲ့လည်းလက်မောင်းလေးခြေထောက်တွေမှာဆူးချက်ရတယ်ကျွန်တော်အယူးမှုထွက်ပြေးလို့ထိခိုက်မိရလားဒါမှမဟုတ်အဲ့ဒီအဖိုးကြီးရဲ့လက်တွေရပြီလားဆိုတော့ကျွန်တော်မတဲခွဲတော့ပါဘူးအေးစင်းနေငါညီကားဖြည့်ပြီးပြီလားညီလေးကဒီဆိုင်မှာအတက်လာဟောဟုတ်ပါတယ်ကိုဒီဒီတညမဲ့အစားထုတ်လောက်တာပါမင်းမလို့အဲအဲ့ထွက်ပြေးလာတာလေမင်းရဲ့မျက်နှာတစ်ခုလို့ပါလေဖြော့တော်နေရပဲတရေတွေ့လို့မဟုတ်လားဟုတ်ပါတယ်ဗျဓာတ်စီကံသွင်းလေးကြိုက်ထားအဖိုးကြီးလေးအဲ့ဒီတရေကိုတွေးလိုက်တာထင်းနေတင်နေငါ ထင်တာမမဟုတ်အဲ့ဒါသူပဲနေမှာညာကိုနေဝင်ရရောတီးလို့လားဩတီးရပေါ့ကွာလောက်ခဲလက်အနေနဲ့ဒီဆိုင်နဲ့တိတ်မွေးတဲ့ချမ်းသာချမ်းမအလွတ်လွတ်တဲ့လဲသမအဖိုးကြီးတယောက်ရှိခဲ့ဘူးတဲ့သူ့နာမည်ကဥပါသာတဲ့ညီအစ်စ်အတွက်ဓာတ်စီပြက်လို့လက်ဖက်ကိုးပြီးတော့ဓာတ်စီလာပြီးတော့မှပဲကားတိုက်ခံရပြီးတော့အဲ့ဒီနေရာမှာပဲပွင့်ခြင်းပြီးဆုံးသွားတာလေ အဲ့ဒီကတဲ့ကဒီလမ်းကိုညဖက်သွားတဲ့သူတွေနဲ့ဒီဒက်စီဆိုင်မှာအလွတ်လွတ်တဲ့ဝေါ်ထန်းတွေအဲ့ဒီဖိုးကြီးနဲ့မကြကနကြွတွေ့ရတတ်တယ်တဲ့သူတို့ဖြင့်ဒက်စီကန်တင်ထားတဲ့ပုံစံနဲ့ပေါ့ကွာတကယ်လို့သားကျွန်တော်အဲ့လိုတီးခဲ့ရင်ဒီဆိုင်မှာတညတော့လုံးလုံးမဖောက်ဘူးပြပြပေးမယ်ဂတိပေးတာဆိုတော့လေမနစ်မိုးလေးတဲ့ဒီစစ်နေရတော့မယ်ကန်ကောင်းထောက်မစွာနဲ့ပဲကိုနေဝင်းရကျွန်တော်ကိုတနာပြီးမိုးလေးနဲ့ဒီအဖို့လုတ်ပေးဖို့ဖုတ်ဖြတ်လိုက်ပါတယ်ကျွန်တော်ကလည်းကိုနေဝင်းရဲ့ဘေးမှာကန့်လျက်တမ်းပြီးညနေကြီးကိုအန်ကျဲပြီးတော့ဖြတ်တန်းခဲ့ရတာပေါ့ဗျာ ကဲပြည်သက်ကြီးရေအဲ့ဒီညာပြုချက်ပါကျွန်တော်ဘောအတွက်ခါတိရဲ့သင်ခန်းစာဖြစ်ခဲ့ရပါတယ်ပထမဆုံးချက်ကမတိပဲနဲ့မေးမြန်းစုံစမ်းခြင်းမရှိပဲနဲ့ဂတိမပေးမိဖို့ပါပဲဗျကျွန်တော်ဟာတငယ်ချင်းကိုကူညီခြင်းနဲ့စိတ်တစ်ခုတည်းနဲ့နေရာအချင်းတွေကိုမစုံစမ်းပဲဂတိပေးခဲ့လို့အစ်အအနေနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒုတိယချက်ကတော့မိမိရဲ့ဘေကင်းလုံခြုံမှုကိုပတ်စံနဲ့မလဲမိဖို့ပါပဲပတ်စံ၄00ကျောင်းအတွင်းကျွန်တော်ဟာတက်တက်လုံးမမေ့နိုင်တဲ့ထိလက်စအမှန်တရားကိုရခဲ့ပါတယ်ဗျပြည်သက်ကြီးအရောဒီ န်းလန်းကိုနားထောင်ပြီးတဲ့အခါမှာဘလို့ဒီတင်ကန်းစာမျိုးရခဲ့လဲဆိုတာကိုကျွန်တော်သိချင်ပါတယ်ဗျ။ကျွန်တော်ရဲ့အဖြစ်ဖြစ်ကနေပတ်စံနဲ့မလဲတဲ့အရာတခုကိုတင်ကန်းစာယူရမယ်ဆိုရင်အဲ့ဒီအရာတွေကဘာများဖြစ်မလဲ။ဘဝမှာအရေးကြီးဆုံးအရာတွေကဘာလဲဆိုတာကိုကော့မင်မမောင်ရေးသားပြခဲ့ကြပါခင်ဗျာ။ကျွန်တော်ရဲ့ channel လေးမှာကြောက်စရာကောင်းပြီးတင်ကန်းစာရစရာကောင်းတဲ့ဇက်လန်းများကို အပတ်စဉ်ပုံရုံးနည်းနဲ့တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးနေတာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတဲ့လည်းလုပ်ပေးကြပါဦးခင်ဗျာ။ ပိတ်သက်ခြင်းအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ